တိုင်းသမားတွေတိုက်ခတ်ရေးသမားတွေအ ਨੇ ဆုံးတစ်ပတ်ကိုတရက်ကနေနှစ်ရက်ထည့်ပြီးတော့လေ့ကျင့်တဲ့တာတူပြေးခြင်းဆိုတဲ့ sprinting ပေါ့နော် sprinting ရဲ့အဓိကအကောင်းချက်၄မျိုးရှိတယ်အဲ့ဒါကနံပါတ်၁ပောက်ကွဲအား explosiveness နဲ့အလင်းအမြန် speed တိုးတက်စေတယ်တိုက်ခတ်မှုတိုင်းရှောင်းတိမ်းမှုတိုင်းအတွက်လိုအပ်တဲ့ရုပ်တရည်အားထုတ်မှုနဲ့လှုပ်ရှားမှုမြန်ဆန်မှုကိုတိုးတက်စေတယ်နံပါတ်၂ကတော့မောပန့်မှုမှမြန်ဆန်စွာပြန်လည်နလန်ထူနိုင်ခြင်း repeat recovery ပြင်းထန်တဲ့လှုပ်ရှားမှုအပြီးမြန်မြန်ဆန်ဆန်ပြန်လဲအနားယူနိုင်စွမ်းကိုတိဆောက်ပေးပြီးတော့အားထုတ်မှုအကျဉ်းများစွာကိုလည်းထက်ခါတလဲလဲလုံနိုင်တယ်ဗျကျင့်ပြီးတိုင်းထက်ခါတလဲလဲပေါ့နော်ဥမာဖောင်တစ်မျိုးကျင့်ပြီးတိုင်းနောက်တစ်ခေါက်ထပ်ပြီးတော့ကျင့်နိုင်အောင်ဒီ sprinting ကတာတူပြေးခြင်းက support ပေးတယ်ဗျနံပါတ်3ကတော့လှင့်မြန်တွက်လက်ခြင်း agility နဲ့ခြေလှမ်းတွေဖြစ်တဲ့ footwork တွေအဲသူတို့ပြန် bundle stepping technique တွေမှာခြေရွှေ့တဲ့နေရာမှာတိုးတက်စေတယ်အမြန်နှုံးတွေလည်းတိုးတက်စေတယ်လှင့်မြန်စွာဥတီယာ ်ပြောင်းလဲနိုင်စွာနဲ့ကောင်းမွန်တဲ့ခြေလန်းကိုခန္ဓာထိန်းချုပ်မှုတွေကိုကောင်းမွန်စေတယ်နံပါတ်၄ကတော့ခန္ဓာရင်နဲ့ကြော်သားစွမ်းရည်ဆိုတာတော့စတမနာနဲ့မတ်ဆပါဝါတွေကိုတိုးတက်စေတယ်ပြင်းထန်တဲ့အားထုတ်မှုတိုင်းအတွက်ခန္ဓာရိုတိစောက်ပေးပြီးတော့ first twist muscle fibers တွေကိုဖွံ့ဖြိုးတိုးတက်စေပြီးတော့ခြေထောက်ကြော်သားစွမ်းရည်တွေပါတိုးတက်စေတဲ့အတွက်မိမိတို့ရဲ့တိုင်းပညာလေ့ကျင့်မှုဖောင်တစ်ခုခုပြီးတိုင်းပြီးတိုင်းမှာ sprinting ဆိုတဲ့တာတိုးလေ့ကျင့်ခန်းတွေကိုပြေးတဲ့လေ့ကျင့်ခန်းတွေကိုထည့်ပေးပါအမြန်ပြေးကြည့်ပါကျေးဇူးတင်ပါတယ်